နောက်တစ်ခါကျတော့ military might ပေါ့ရှင် military might လို့ပြောလို့ရှိရင်တော့ကျမတို့တပ်မတော်ပေါ့နော်ဥပမာကာကွယ်ရေးအင်အားစုပေါ့နော်လုံခြုံရေးအင်အားစုလို့ပြောရင်အဲတပ်မတော်ရှိမယ်ရဲတပ်ဖွဲ့ရှိမယ်အဲဒီလိုမျိုးတွေကလည်းအဲဘာပဲဖြစ်ဖြစ်ဒါလက်နက်ကင်ဖွဲ့စည်းတွေဆိုတော့လေဆိုလို့ရှိရင်နံပါတ်1ဒီလက်နက်တွေကဘယ်သူကကင်တယ်လဲဆိုရင်နိုင်ငံသားတွေကကင်တာပေါ့နော်တပ်မတော်သားတွေကကင်တယ် ရဲရဲတပ်ဖွဲ့ဝင်တွေကခြိုက်နေအဲဆိုလို့ရှိရင်အဲဒီလက်နဲ့ကလည်းငွေနဲ့ပဲဝယ်ရတာဖြစ်တယ်ပြီးလို့ရှိရင်လူတွေပေါ့နော်လူတွေကလည်းဒီပျော်ရွှင်ပြီးတော့မှနိုင်ငံအောင်ချစ်တဲ့စိတ်နဲ့နိုင်ငံအောင်ကာကွယ်ခြင်းနဲ့စိတ်နဲ့ကိုယ့်ရဲ့နိုင်ငံလုံခြုံရေးပေါ့နော်တရားဥပဒေစိုးစိုးမိုးရေးအတွက်ဆောင်ရွက်ခြင်းနဲ့စိတ်နဲ့စိတ်ကြည်ကြည်လင်လင်ပျော်ပျော်ရွှင်ရွှင်နဲ့ဒီတာဝန်ထမ်းဆောင်နေဆိုရင်အဲ military might ကရှိမှာဖြစ်ပါရဲ့အဲ့ဒါကြောင့်မို့လူလဲလူတယ် ဟိုလက်နဲ့အင်အားလဲလို့တာဖြစ်ပါတယ်ရှင်လက်နဲ့အင်အားဆိုတာထက်လက်နဲ့အင်အားလို့ပြောလို့ရှင်လဲကျမတို့ကနင်းပညာတွေအများကြီးပါလာပြီပေါ့နော်အခုနောက်ပိုင်းမှာဒရုန်းနဲ့တိုက်တယ်လို့နောက်မောင်းသူမဲ့လေရင်နေပေါ့နော်ဆိုလို့ရှင်လူတွေအသက်သေးစရာမလိုတော့ပဲနဲ့ဟိုစစ်ကိုအောင်နိုင်အောင်တိုက်နိုင်တာမျိုးပေါ့နော်ဟိုဒါမျိုးနင်းပညာတွေလဲရှိလာတာဖြစ်ပါတယ်ရှင်နော်အဲ့ဒါကြောင့်မလို့ဟိုကျမတို့က military might ရှိဖို့ဆိုရင် political might ရှိဖို့ဆိုရင် ဒီနိုင်ငံရေးရအားကောင်းတဲ့နိုင်ငံဖြစ်ဖို့စီလုံးညီညွတ်ပြီးတော့မှမိဘနဲ့သားသမီးချစ်ချစ်ခင်ခင်ပေါ့ကျွန်တော်တို့မြန်မာနိုင်ငံကြီးကိုမိသားစုလိုသဘောထားလိုက်လို့ရှိရင်အဲမိဘနဲ့သားသမီးချစ်ချစ်ခင်ခင်အဲမိဘကလည်းသားသမီးကိုတကယ်ကိုရင်ွယ်သားသမီးဖြစ်တဲ့အတွက်အစွမ်းကုန်မြေတောင်မြောက်ပေးမယ်သားသမီးကလည်းမိဘရဲ့လမ်းညွှန်မှုနဲ့ကိုယုံယုံကြည်ကြည်နဲ့လိုက်ပါဆောင်ရွက်မယ်ဆိုရင်ဒီအိမ်အောင်စုကစီပင်တာပေါ့နော်အဲဆိုလို့ရှိရင် အဲဒီဘာနဲ့စရမှာလဲဆိုကျွန်တော်တို့က economic mind ပေါ့နော်ဆိုလို့ရှိရင်ဒဏ္ဍအင်အားကြီးတာနဲ့စရမှာဖြစ်ပါရှင့်ဒဏ္ဍအင်အားကြီးတယ်ဆိုရင်တယောက်နဲ့တယောက်စိတ်ပျော်ရွှင်မဲ့ပြေးပြေးလည်လည်နဲ့တယောက်နဲ့တယောက်ရန်လိုမှုတွေမရှိတဲ့အချိန်မှာကျွန်တော်တို့ကစီးလုံးညင်ညွတ်တဲ့လူအတိုင်းဝိုင်းဖြစ်တဲ့အချိန်မှာ political might ဆိုတာနိုင်ငံရေးအင်အားရှိမှဖြစ်ပါတယ်ရှင်နောက်တစ်ခုကဒီလိုရှာလို့ဖွေလို့ကောင်းအောင်လောက်ကတာကင်တာရှိတဲ့စီးပွားရေးဝန်ကျင်ကိုပေးထားမယ်ရှာလို့ဖွေလို့လွယ်တယ်အိမ်အောင်စုတွေအလွယ်တကူရှာဖွေစားတောက်ပြီးတော့မှဟိုပေါ့နော်ကိုမိသားစုရဲ့စားဝတ်နေရေးအော်ပြည်လဲတယ်လွယ်လွယ်ကူကူနဲ့ပြည်လဲတယ်ဆိုရင်အဲဒီအစိုးရမျိုးကိုပြည်သူလူထုကချစ်ခင်ယုံကြည်တာယုံကြည်မှဖြစ်ပါတယ်ရှင်အဲ့ဒါဆိုရင်ကျွန်တော်တို့ကနိုင်ငံရေးအင်အားရှိတာလို့ ေါ်ပါတယ်။ဘာလဲဆိုလို့ရှိရင်ပြည်သူထောက်ခံမှုရတဲ့အစိုးရပေါ့နော်။ဆိုလို့ရှိရင်ပြည်သူထောက်ခံမှုရတဲ့အစိုးရဖြစ်တဲ့အချိန်မှာဒီဒီအစိုးရတည်းရအနေနဲ့ political might ပေါ့နော်။ဆိုလို့ရှိရင်နိုင်ငံရေးအင်အားရှိတာဖြစ်ပါတယ်။နောက်တစ်ခုကတော့ military might ဆိုတာကတော့အခုလိုပေါ့နော်။ဟိုတတ်သေးလဲလူတွေကဝင်ချင်မှနိုင်ငံသားတွေကလည်းတတ်မတော်တဲ့ဝင်ချင်တဲ့စိတ်ရှိမယ်။ ရဲတပ်ဖွဲ့တွေဝင်ကျင်တဲ့စိတ်ရှိမယ်ကိုယ်နိုင်ငံကိုကာကွယ်ခြင်းနဲ့ကိုယ်နိုင်ငံရဲ့ကာကွယ်ရေးလုံခြုံရေးကိုနိုင်ငံသားတယောက်အနေနဲ့လှိုင်းလိုက်လဲလဲဆောင်ရွက်ခြင်းနဲ့ဆိုတာအဲ့ဒါ political might ကနေလာတာဖြစ်ပါတယ်ရှင်ဒီဒီနိုင်ငံရေးအဆင်ပြေပြီးတော့မှဒီလိုဝင်ကျင်နေဆိုရင်အဲဒီတက်မှာလဲတက်လူအင်အားပေါ့နော်ရဲဘော်အင်အားလူအင်အားအဲ့ဒါအပြည့်အဝဖြည့်ဆည်းလို့ရမှာဖြစ်ပါတယ်။နောက်တစ်ခုကစီးပွားရေးကောင်းမှသာလေနိုင်ငံတော်ဘတ်ဂျက်ပေါ့နော်။နိုင်ငံတော်ဘတ်ဂျက်အစိုးရလည်းတောင့်တင်းတဲ့အခါကျတော့ဒီကာကွယ်ရေး ကာကွယ်ရေးအတွက်ကျမတို့အသုံးစိတ်တွေကိုကျမတို့ခင့်နဲ့အညီပေါ့နော်လိုက်ပြီးသုံးနိုင်မှာဖြစ်ပါတယ်ဒါကတော့ကျမဘာကိုပြောနေတာလဲဆိုသဘောတရားရေးရအောင်ကျမပြောနေတာဖြစ်ပါရှင်ဒီသဘောတရားကနေပြီးတော့မှသဘောတရားမပါတဲ့လှုပ်ဆောင်မှုနဲ့အဲမျက်စိနဲ့ခြေထောက်လို့ပေါ့နော်ဆိုလို့ရှိရင်မျက်စိဆိုတာကလည်းမျက်စိပဲရှိပြီးခြေထောက်မပိုင်လဲမြင်တော့မြင်တယ်ခီးသွားလို့မရအောင်ဒီကနေဟိုနားလေးသွားကျင်လဲသွားလို့မရအောင်ဘာလို့ဆိုမျက်စိပဲရှိတယ် ခြေထောက်ကမရှိဘူးဆိုတော့လေဆိုလို့ရှိရင်မျက်စိအိမ့်ပြီးတော့မှမျက်စိအလင်းမမြင်မဲနဲ့ခြေထောက်ပဲရှိတယ်ဆိုရင်လေသူသွားတော့သွားနေတယ်ဘယ်ရောက်နေမှမသိဘူးပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာနဲ့စရလဲဆိုရင်သဘောတရားနဲ့စရတာဖြစ်ပါရှင့်ဒီသဘောတရားတွေမှန်ပြီဆိုတော့မှဒီဒီမှန်ကန်တဲ့သဘောတရားတွေနဲ့အတုံးပြူပြီးတော့မှကျမတို့ကမှန်ကန်တဲ့သဘောတရားနဲ့လမ်းညွန်တဲ့အတိုင်းပဲကျမတို့ကခြေထောက်ကသွားတာပေါ့နော်ဆိုလို့ရှိရင်မျက်စိနဲ့ကြည့်လိုက်တဲ့ဒီနေရာမှာဆူးရှိတယ်ကြောက်ရှိတယ်ဟိုပါပေါ့နော်ဟိုရေတွင်းနဲ့ကြည့်ရှိတယ် အဲစသဖြင့်ပေါ့နော်ဒီနေရာသွားလို့မရဘူးဟိုဘက်သွားရမယ်ဆိုတာခြေထောက်ကမသိပါဘူးရှင်ခြေထောက်ကမသိဘူးမျက်စိကသိတယ်မျက်စိကမြင်လို့သိတယ်သိပြီးတော့မှခြေထောက်နဲ့သွားရတာဖြစ်ပါတယ်။နော်အဲ့ဒါကြောင့်မလို့ခြေထောက်ကြည့်ပဲရှိလို့လည်းမရဘူးမျက်စိပဲရှိလို့လည်းမရဘူးသဘောတရားလည်းရှိရမယ်သဘောတရားကနေလမ်းညွန်တဲ့အတိုင်းပဲလုံနိုင်ကြိုင်နိုင်တဲ့ဟိုဟာပေါ့ရှင်အင်အားစုလည်းရှိရမယ်ပေါ့နော်။နော်အဲ့ဒါလေးကအရေးကြီးတာဖြစ်ပါတယ်။အဲ့ဒါကြောင့်မလို့ဒီနိုင်ငံတနိုင်ငံခုနကပေါ့နော်ဒီအဲ အမေရိကသမရရဲ့အမေရိကန်ရဲ့သမရကနေပြီးတော့မှသူ့ရဲ့မစ္စတာဘာရက်အိုဘားမားနေပြီးတော့မှသူ့ရဲ့ဟိုဟာမှာပေါ့နော်ဒီနောက်ဆုံးနေ့ပေါ့နော်သမရအဖြစ်နောက်ဆုံးနေ့မှာနှုတ်ဆက်စကားပြောတဲ့အချိန်မှာအဲဒီအမေရိကန်တက်နိုင်ငံလုံးကိုပြောသွားတာတော့ American will rise or fall as one ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာတွေလည်းအတူတူပါပဲဆိုလို့ရှိရင် Myanmar will rise or fall as one เนาะမြန်မာနိုင်ငံကအောင်မြင်ခြင်းကြဆုံးခြင်းဆိုတာ အောင်မြင်ခြင်းမအောင်မြင်ခြင်းဆိုတာတနိုင်ငံလုံးနဲ့သက်ဆိုင်တယ်နိုင်ငံသားတိုင်းနဲ့သက်ဆိုင်တယ်နိုင်ငံသားတိုင်းကလည်းကြိုးအောင်မြင်အောင်ကြိုးစားဆောင်ရွက်ရမယ်အောင်မြင်လဲနိုင်ငံသားတွေအကုန်လုံးပေါ်မှာကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေရှိမယ်မအောင်မြင်ဘူးဆိုရင်လည်းနိုင်ငံသားတိုင်းကနိုင်ငံသားတိုင်းမှာဒီမဆိုးကျိုးတွေရှိမှာပေါ့နော်။နောက်အဲ့ဒါကြောင့်မလို့နိုင်ငံသားတယောက်ချင်းစီအရေးကြီးတယ်ဆိုတာကိုအကျွန်တော်တို့အတိအမှတ်ပြုပြီးတော့မှနိုင်ငံတစ်ခုအောင်မြင်တယ်ဆိုတာနိုင်ငံတစ်ခုအောင်မြင်တယ်ဆိုတာပေါ့နော်။နိုင်ငံတစ်ခုအောင်မြင်တယ်ဆိုတာ အခုနခုနတုံးချောင်းတောက်နဲ့ပြည့်စုံတာပေါ့နော်စေဒနာအင်အားကြီးမားမယ်ပြီးလို့ရှိရင်နိုင်ငံရေးအင်အားလည်းကြီးမယ်ပြီးလို့ရှိရင်ကာကွယ်ရေးအင်အားလည်းကြီးမယ်ဆိုလို့ရှိရင်အဲ့ဒါလေးကတော့ကျွန်မသဘောတရားရင်းရဆွေးနွေးချက်လေးပါရှင့်